ရှင်မအပိုင်း28မဲမြမာပြိုင်ပွဲကျင်းပသည့်ရက်သို့ရောက်လာခဲ့လေပြီအဖေသည်လည်းတရက်ကြိုရောက်နေသည် ရှင်မိုးသည်မဲမြမာပြိုင်ပွဲကိုတတော်ရေးရာဝင်ကြီးဌာနအတွက်ကိုစားပြုဝင်ရောက်ရှင်ပြိုင်ပေးခြင်းကြောင့်ပြိုင်ပွဲကုန်ကျစရိတ်များကို ဝင်ကြီးဌာနမှကြာခံပေးသည်တိုင်းနှင့်ပြည်နယ်ပြိုင်ပွဲတွင်ဒုတိယဆုရရှိခဲ့သည့်မန္တလေးတိုင်းမှမေကလည်းဝင်ရောက်ရှင်ပြိုင်သည် မြန်မာနိုင်ငံဤအထင်ကရပွဲကြီးများဖြစ်သည့်ဖြင့်အလှဖန်တီးရှင်များကလည်းရင်ခုန်နေကြသည်အလှပြင်လျင်ကြီးများတတ်သည့်ရင်မိုးအားအလိုမလိုက်တော့ဟုဆိုကားသူစိတ်တိုင်းချရင်မိုးမျက်နှာအားကင်းပတ်သဖွယ်အကြည်ချဲ့မုန်းတော်သည်ဝစ်စင်မီအဝေးအစားအယောင်နှင့်လိုက်ဖက်စွာ မျက်နာကိုပန်းသွေးရောင်ကြွနေအောင်ပြင်ပေးသည် အစီများများပါသည့်နှကန်းကြီးကို ဆိုးပေးထားသည် လက်သေးအရှင်မထားတတ်သည့်ရှင်မိုးအားလက်သေးတူများတက်ပေးသည်ဝစ်ဆောင်ပြေဝစ်ဆင်ပေးပြီးအချင်းနှစ်ပါအပီးတွဲချုပ်ပေးသည်မောင်လေးအရင်ထွက်မှာဤမောင်နှမရီဆိုတော့ရှယ်ရီလာပြန်ကြတာတခါလေအကုန်လုတ်ပေးခဲ့ပြီနော်ညီငါကိုလာမခေါ်နဲ့တော့ငါအသေးဆုံးမန္တလေးသားလေးပါလို့တွားအားပေးအောင်မယ်အလှဖန်တီးရှင်နဲ့သူတပည့်တို့ကြီးပြိတ္တပွဲခင်းတဲ့သူဆင်းသွားကြတော့သည်အဖော်ပါလာသူအမေနဲ့ရောက်မတော့သည်လေ ရင်မိုးအားဘာမှလုပ်ပေးစရာမရှိတော့သဖြင့်မောင်းပြိုင်ပွဲကြည့်ကြရင်အတူလိုက်သွားကြတော့သည်ပြိုင်ပွဲဝင်မင်းများကိုအဖွဲ့ချုပ်တိုင်းများကစစ်ဆေးပြီးမျိုးသားကဆန့်ရုံစင်နောက်ခန်းထဲသို့ထည့်ထားလိုက်ကြသည် အဝင်းအထွက်တကားပေါက်ကိုစီမင်းသားများမှအမျိုးသမီးဝန်ထမ်းများကစောင့်ကြပ်ပေးကြသည်စစ်ဆေးပြီးမင်းများအားအပြင်သို့ပြန်ထွက်ခွင့်ပေးလျင်အတွင်းခံနေတဲ့တွင် အခုအခမ်းများထည့်လာကြမည်သို့သောကြောင့်ဖြစ်သည် မောင်မြမာပြိုင်ပွဲတွင်တက်ကြီးတန်းပြိုင်ပွဲများလည်းပါဝင်သဖြင့်ရင်မိုးတို့မင်းများစောင့်ဆိုင်ရခြင်းပိုကြမြင့်လေသည်။ဖိုင်လဲစာလာသလိုလေးအေးပိစက်အခန်းထဲတွင်အင်းကြီးလက်ပြတ်ဝတ်ထားရသဖြင့်အေးလာကြသည်။မန်လေးတိုင်းမယ်တငယ်ချင်းကသူ့တွင်ပါလာသည့်လိန်မော်သည်ကို အခွန်ခွာပြီးရင်မိုးအားခွန်ကျွေးသည်။ရင်မိုးကိုခွန်လိုက်သည့်လိန်မော်သည်စိတ်ကအစီဆိုရွှဲနေသည့်နှကန်းကြီးကိုဖျက်ပစ်လိုက်သလိုဖြစ်သွားသည်။ မောင်ပြိုင်ပွဲနောက်တန်းပြီးနေရင်မိုးတို့မင်းများဖွဲ့ရမည်အလဲလျှောက်အပြင်ထွက်ခွင့်မရနေသည့်အတွက်ရင်မိုးဤခါနံဘက်ကိုအော်ကာပရိသတ်များချာရင်မိုးဤအလဖန်တီးရှင်ကိုလိုက်ခေါ်ပေးကြရသည်မောင်ပြိုင်ပွဲအရှိန်တက်နေသည့်အလဖန်တီးရှင်သည်လွန်စွာစိတ်ဆိုးကာကဆိုင်ရုံနောက်သို့ရောက်လာသည်သူနှင့်အတူရောင်းမကပါပါလာသည်မှန်ကန်အတွင်းမှရင်မိုးက မျက်နာကိုအပြင်ဘက်သို့ထုတ်ပေးထားပြီးအလဖန်တီးရှင်ကမှန်ကန်အပြင်မှနှကန်းညှိုးပေးရလေသည်မှန်ပတင်းပဝရင်စီမင်းတရားမအမျိုးသမီးများကစောင့်ကြည့်နေကြသည်ရှင်မိုးနေဟုအဆောင်စားလေးပါမလာဘူးမဟုတ်လားရောင်းမကအဆက်ဆက်မရှိမေးလိုက်သည်ဟင်ဘာအဆောင်စားလဲနေအမမမဆိုင်ရှိရအဆောင်စားသေးလေဟဲ့နေရဲ့အတွင်းကန်အင်ကြီးထဲမှာထည့်ထားရမှာမဟုတ်ဘူးလားအိမ်မှာခြံခဲ့ပြီလားထိုအခါမှရှင်မိုးတတိယတော်သည် အမမမြစင်းရှိမှယူလာသည့်အဆောင်စအဖြူရောင်လေးကိုဘယ်နာထားမိမှန်းပင်ရင်မိုးမမတ်မီတော့အေးအဲ့ဒါကြောင့်မင်းအစင်မပြေဖြစ်နေတာအလဖန်တီးရှင်ကလည်းနှခမ်းညီဆိုပင်ရင်ဝင်ပြောသည်သူ့ဘာသာတယောက်တည်းအစင်မပြေတာမဟုတ်ဘူးဟေးသူများတို့ကမောင်ပြဲမဲကောင်းကောင်းမကြည့်ရတော့ဘူးအခုလောက်ဆိုရွှေမဲမောင်လေးအလဲထွက်နေတော့ပြီအဖို့အဖို့လေးကိုထုထုပြီးခူရမယ်ဟာကိုအလဖန်တီးရှင်ဤတပည့်များကလည်းရင်မိုးအားမကြင်မနှက်ဆိုကြသည် ်မြန်မာပြိုင်ပွဲတွင်ပြိုင်ပွဲဝင်ဥယေ15ဦးသာရှိသည် အကောင်းဆုံးစကားတင်10ရောက်ရွေးချယ်ပြီးစိတ်ကြိုက်ကိုဟန်5မျိုးဖြင့်ထပ်မံရှင်ပြိုင်ကြရသည် နောက်ဆုံးစကားတင်5ဦးတွင် ရင်မိုးရောမန္တလေးတိုင်းမယ်ပါပါလာခဲ့ကြသည်စုစင်းကျင်ညာဖို့စင်ပေါ်တို့ပြတ်မတက်မီတွင်ရင်မိုးအပေါ်သွားချင်လာမိသည်ဝှထားသည့်အင်ကြီးများကလက်ပြတ်ဖြစ်နေပြီးဘယ်တော့မှမအေးနိုင်သည့်အမျိုးသားကဆက်ယုံကြည်ကလည်း ်စောင်းနေမလို့ထင်သည်အေးစိတ်နေတော့သည် စုကျင်ညာပြီးသည့်အထိရင်မိုးမနေနိုင်တော့ရေအိမ်တို့ပြေးရလေတော့သည်မကြမီအချိန်တွင်းမှာမင်းမြမာစုကိုကျင်ညာပါတော့မယ်အကောင်းဆုံးစကားတင်ငါဦးမယ်လောင်းများဆင်မြင့်ပေါ်မှာနေရာယူရမယ်အစီအစဉ်ဖြစ်ပါတယ်ရင်မိုးအပေါ်သွားနေစင်မှာပင်အခမ်းအနားမှုအမျိုးသမီးဤကျင်ညာတန်ကို ကြားလိုက်ရသည်ဘေးကမ်းမှမယ်တယောက်က ဟေးတက်တော့မယ်အမြန်ထွက်ခဲ့တော့နော်ဟိုမှာငါတို့ကိုခေါ်နေပြီဟုဆိုကပြေးထွက်သွားတဲ့ကြားလိုက်ရသည်အလင်းစလိုရေပန်းတုံးလိုက်သည့်အခါရင်မိုးခြောက်ကိုရေတွေဆင်ကုန်သည်လုံညီပြန်ဆွဲချလိုက်သည့်အချိန်တွင်ရင်မိုးဒုက္ခရောက်တော်သည်လက်သေးအတူတက်သားသဖြင့်ဆွဲချလိုက်တိုင်းလက်သေးအရှင်များကပါလိတ်လိတ်ပါသွားတော်သည်လက်သေးတို့များကျွတ်သွားမည်ဆိုသဖြင့်တဖြည်းဖြည်းချင်းပြန်ဖြေချရသည်ဓာတ်ဖဏန်နှင့်ခြောက်ချားတွင်ရေတွေဝင်ကုန်သည်ဖြင့် လမ်းလျှောက်ရသည်မှာချော်ထွက်နေတော့သည်တတော်နှင့်ဆယ်နောက်သို့ရင်မိုးပြန်မရောက်နိုင်တော့ခါနံပါတ်၄တတော်ရေးရာကိုစားပြုမတ်ရင်မိုးဖြစ်ပါတယ်ရှင်ရင်မိုးဆယ်နောက်ရောက်သည့်အချိန်နှင့်အမိခေါ်တန်ကြလိုက်ရတော့သည်ရင်မိုးအရှိမခါနံပါတ်အနှစ်ကစင်မော်ရင်နေရာယူပြီးဖြစ်နေသည်စင်မန်နေဂျာအမကြီးကရင်မိုးလုံကြီးအောက်နားစာများကိုဆွဲချပေးရင်းကပင်ဆင်ရှိသူ တရွတ်တီတို့ထွက်ခဲလာရတော့တယ်။စတိတ်စင်နောက်နားကရက်တွင်စုရပြီးသူမောင်များကလည်းစုတစိတ်များကင်လေးရဲ့ရက်နေကြတယ်။စုချင်းမြင့်စင်အောက်နားတွင်စကားတင်မဲလောင်းငါးဦးစလုံးနေရာယူလိုက်ကြသည်။ပင်စမစုမှစတင်ကျင်ညာသည်။အစဉ်လိုက်ကျင်ညာအပြီးဒုတိယစုကျင်ညာရမည်အချိန်တွင် အခမ်းအနားမှုအမျိုးသမီးကခိတ္တရထားလိုက်သည်။မင်းမဘွဲ့ရရှိမဲ့သူကတော့ မန္တလေးသူလေးဖြစ်ပါတယ်။အခုကြံနေတဲ့နှစ်ယောက်ဆုံးကလည်းမန္တလေးသူတွေဖြစ်နေကြပါတယ်။ကဲပရိသတ်ကြီးဘသူဖြစ်မလဲခံမှန်းပေးကြည့်ကြပါဦး။ခန္ဓာမူမျိုးသမီးဤကျညာပိတဲ့အဆုံးပရိသတ်များသည်ခါနံပါတ်၄တစ်တော်မယ်။ခါနံပါတ်၆မန္တလေးမယ်။ရှင်မိုးရှင်မိုးရှင်မိုးမဟုတ်ဘူးဝေ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 ပါဗျို့ခန္ဓာမှုအမျိုးသမီးကဆော့ပေးလိုက်တဲ့နေ့ပြိတ္တများ အသံစက်တိုက်ဖက်လာတော့သည်ဒုတိယဆုရရှိတဲ့သူကတော့ခါးနံပါတ်6မတ်ဝေဝေဟန်ဖြစ်ပါတယ်ရှင်ဝေးဟေးမင်းသမားရှင်မို့ရှင်မို့ရှင်မို့ဆုညံစွာအပေးနေသည့်အော်ဒန်များချာအခမ်းနာမှုအတန်ကိုပြပြင်းစွာမကြရတော့ပြိတက်အချို့မတ်တက်ထရဲ့အားပေးကြသည်တရဖူဆောင်ပေးမည်အိုလံပစ်ကော်မတီဥက္ကဋ္ဌကြီးဤကတော်ကို က်ခေါ်နေတန်ကြာရသည်ပရိသတ်များကြားအဖေကိုလှမ်းကြည့်လိုက်တော့လက်ကင်ဘွားလေးဖြင့်မျက်လုံးကိုတို့နေသည် အဖေမျက်ရည်ကျနေပြီထင်သည်အဖေဖြစ်စေခြင်းသည့်အဖေမျောလင်းခဲ့ရသည့်မင်းမြမာဘွဲကိုရှင်မိုးစုခူပေးနိုင်ခဲ့ပြီစုချင်းမြင့်ခုံပေါ်တွင်ရှင်မိုးကဘယ်ဘက်လက်ကိုမြှောက်ပေးပြီးဒူးထောက်ထိုင်ပေးထားရသည်ဩက္ကဋ္ဌကြီးကတော်က ဆွက်လွယ်ကို စတင်လွှဲပေးသည်ထို့နောက်တရဖူကိုစောင်းပေးပြီးကလစ်များဖြင့်ထိမ့်ပေးထားသည်ရွှေစင်ရုပ်တုနှင့် နှင်တန်တို့ကိုချင်းမြင့်ပေးအပြီးရင်မို့မတက်ပြဲရလိုက်သည့်အချိန်တွင်ဆင်ရှိနားလေးတွင် အဖေကိုတွေ့လိုက်ရသည်ရင်မို့အားစုချင်းမြင့်ပေးနေသည့်တစ်ချိန်လုံးလာရက်ကြည့်နေသည်ထင်သည်လက်ကင်ဘွားလေးဖြင့်မျက်လုံးကို တို့ကတို့ကလှုပ်ပြီးရင်မို့အားပြုံးကြည့်နေသည် အဖေရှင်မန်းချက်တို့ပြည့်ပြီးချမ်းသာသည်